TikTok monetization ဆောက်တဲ့ခါမှာဆိုရင်ဆောနာ YouTube Facebook တဲ့လွယ်ကူတယ်ပေါ့နော်အဲ့တော့ TikTok monetization ဆောက်ဖို့ဆိုရင်မိတ်ဆွေတို့မှာ Passport ပေါ့နော် Passport ကမိတ်ဆွေတို့မှာ Valid Passport ပေါ့နော် Expire ဖြစ်နေတဲ့ Passport ဖြစ်လို့တော့မရဘူးပေါ့နော်မိတ်ဆွေတို့ Passport တက်တန်းရှိမယ်ဆိုရင်အဲ့ Passport ထဲနဲ့မိတ်ဆွေတို့ရှောက်လို့ရတယ်ပေါ့နော်အဲ့တော့မိတ်ဆွေရဒီဗီဒီယိုဒီပါဖြန့်တီးတတ်တယ်ဆိုရင်တော့ဒီ cookie မှာဆိုရင် ပတ်သက်စားလို့ရမယ်နိလန်နေများစွာရှိနေပြီပေါ့နော်โอเคတော့ဒီတို့ platform ကြီး၃ခုရှိတယ်ပေါ့နော်ဒီ Facebook ရယ် YouTube ရယ် TikTok ရယ်ပေါ့နော်ဒီ၃ခုရှိတယ်ပေါ့နော် TikTok ကတော့ခုနောက်ပိုင်းမှာပေါ့နော်ဒီ၃ခုမှာဆိုရင်တို့ပတ်သက်ရဖို့အတွက်ဒီ monetization ဆောက်ရတယ်ပေါ့နော်ဒီ monetization ဆောက်တဲ့ခါမှာဆိုရင်ဘယ် platform လွယ်ကူလဲဆိုရင်ကျွန်တော်အဲ့ကျွန်တော်အနေနဲ့ဆိုရင်အခုချိန်မှာဆိုရင်ကျွန်တော်၃ခုလောက်ကနေပြီးတော့ monetization အောင်မိသွားပြီပေါ့နော်ဒီပတ်သက်တည်းလဲဝင်နေပြီပေါ့နော် အဲ့တော့ဒီသုံးခုထဲမှာဆိုရင် monetization ဆောက်တဲ့ကာမှာဆိုဘယ်ဟာလွယ်ကူလဲဆိုတော့ကျွန်တော်တစ်ချက်ပြပြပေးသွားမယ်။ Okay ။အဲ့တော့ YouTube မှာဆိုရင် monetization ဆောက်ဖို့အတွက်ဆိုရင်သူက subscriber 1000နဲ့ဒီ web server 4000ပေါ့နော်။ဒါကတော့အမြဲပြောနေရဖြစ်တဲ့တော့ကျွန်တော် ထပ်ပြောင်းပြောပြပေးတော့ဦး။အဲ့တော့ဒါပြည့်သွားလို့ message ဆောက်တဲ့ကာမှာဆိုရင်သူက Google Ads account လိုတယ်ပေါ့နော်။ Ads account ကိုဆောက်ပြီးရတဲ့ကာမှာဆိုရင်သူကကျွန်တော် SM account နဲ့ဟို YouTube ကနေအနည်းဆုံး dollar 10 dollar 10 dollar လောက်ရပြီးကာမှာသူကအဲ့ အဆန်ကောင်တွေကနေမျိုးပတ်ဆက်ရဖို့အတွက်သူ address verification လုပ်တယ်ပေါ့နော်အဲ့တော့ verification code ရဖို့ဆိုရင်သူကတလားလောက်စောင့်မိရတယ်ပေါ့နော်ဟုတ်ကဲ့တော့ miss လို့တလားလောက်စောင့်မိရမှာသူရဲ့အခြေခံ threshold တရားပြည့်မှအဲ့ရနေပတ်ဆက်ထုတ်လို့ရပါပေါ့နော်အဲ့တော့ပုံမှန်အဖြစ် miss လို့ youtube ကနေပတ်ဆက်စရဖို့ဆိုရင်တလားပေါ့နော်အနည်းဆုံးတလားလောက်ပဲကျွန်တော်ကြားရလို့ကျွန်တော်ပြောလို့ရတယ်โอเคအဲ့တော့နောက်တစ်ခုနေ Facebook ပေါ့နော်အဲ့တော့ဒီ Facebook monetization မှာမိတို့မိတ်ဆွေတို့ခုနောက်ပိုင်းဆိုရင် code monetization true ဖြစ်ပြောင်းလိုက်ပြီပေါ့နော်ဒီကနေမိတ်ဆွေတို့ပတ်ဆက် ရဖို့အတွက်အဲ set up ပေါ်တဲ့ခါမှာ apply လုပ်ပြီဆိုရင်သူကဘာကြီးလိုရဲလိုရဲလဲပေါ့နော်အဲ့တော့မိတ်ဆွေတို့ကတခြားဒီ eligible ဖြစ်တဲ့ country မှာရှိနေရမယ်ပေါ့နော်ဒါကတော့အထူးတည်းလည်းပြောစရာမလိုဘူးနောက်တစ်ခုအနေနဲ့မိတ်ဆွေတို့မှာနိုင်ငံခြား bank account ရှိရမယ်ပေါ့နော်အဲ့တော့ဒီ bank account လေးနဲ့မိတ်ဆွေတို့နောက်တစ်ခုအနေနဲ့အရေးကြီးဆုံးကတင် number ပေါ့နော်ဒီ test identification number ပေါ့နော်ဒီ number တော်တော်လေးတိုင်ပတ်တယ်ပေါ့နော်အဲ့တော့ထိုင်းမှာဆိုရင်တော့ဒီပန်းရောင်ကက်ကနေရရလို့ပြောတယ်ပေါ့နော်โอเคကျွန်တော်အတိအကျတော့မပြောရဘူးပေါ့နော်โอเคအဲ့တော့ဒါကကိုနိုင်ငံလိုက် ပေါ်မူတည်ပြီးတော့အခွန်ဆောင်တဲ့နာမည်ကလေးတွေထည့်ပေးရတယ်ပေါ့နော်အဲ့တော့ဒီကမိတ်ဆွေတို့ပက်ဆာအင်ကန်တွေများလာပြီဆိုတော့လည်းတိုင်ပက်တတ်တယ်ပေါ့နော်โอเคအဲ့တော့ဒီ check list ရှိတယ်ပေါ့နော်ဒီ check list တွေသူကမိတ်ဆွေတို့ Bangkok တွေလည်းလောကချိန်ပြီးတော့ပြီးဆိုရင်တော့ဒါကလည်းမိတ်ဆွေတို့မှာရှိတယ်ဆိုရင်တော့သူကစောက်ပေးလိုက်လို့ရတယ်စောက်လိုက်တဲ့ခါမှာခုနောက်ပိုင်းက code monetization tool ကဒီတန်းပြီးတော့ empire ပေါ်ကနေတန်းပြီးဆက်လိုက်လို့ဆက်လက်လုပ်တဲ့ဒါနဲ့မိတ်ဆွေတို့မှာဒီ test information လည်းဖြည့်ပြလိုက်တာတန်းပြီးတော့ပက်ဆာစဝင်မှာပေါ့နော်အဲ့တော့ဝင်ပြီးတော့မိတ်ဆွေတို့ သွက်ဆိုးတစ်ထောင်အတရာပြရနဲ့စပြီးတော့နောက်ရက်နောက်လာတဲ့မှာပတ်ဆက်ဘန်လေးကိုထည့်ပေးတာပေါ့နော်အဲ့တော့ဒီနှစ်ခုကဆိုရင်ဒီ YouTube ဆိုရင်လည်းဆုံးတလားလောက်ကြာမယ်ပေါ့နော်ဒီ Facebook ကတော့ခုနောက်ပိုင်းအတန်းပြီးတော့မြန်နေပေါ့နော်ဒါပေမဲ့သူ့မှာတောင်းခံတဲ့ချက်တွေကနည်းနည်းအကြီးဆိုင်ပြရတယ်ပေါ့နော်လွဲချလို့မရဘူးပေါ့နော်အဲ့တော့မိတ်ဆွေတို့ bank account နံပါတ်နဲ့ Facebook account နံပါတ်နဲ့တူရမယ်ပေါ့နော်ဒါဒီချက်တွေများစွာရှိတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ခုနောက်ပိုင်းမှာခေစားလာတဲ့ Japan TikTok account ပေါ့နော် ဂျပန်နေပြီးတော့ Kita Reward Program ဂျပန်ကောက်နေဖွင့်ပြီးတော့ Kita Reward Program နေပြီးတော့ကျောပစ္စယဖို့အတွက်ဆောက်ရတယ်ပေါ့နော်ဆောက်တဲ့ကမှဆိုရင် Mission တို့မှာ follower 1000ရဲ့အဲရ30တွေ view တသိပ်ပေါ့နော်ဒီဟာ TikTok မှာ Mission တို့ဖန်တီးတတ်တယ်ဆိုရင် viral ဖြစ်သွားတဲ့အတိုင်းမျိုးပြည့်ကိုလွယ်ကူတယ်ပေါ့နော်အဲ့တော့ TikTok monetization ဆောက်တဲ့ကမှဆိုရင်ဆောနာ YouTube Facebook တဲ့လွယ်ကူတယ်ပေါ့နော်အဲ့တော့ TikTok monetization ဆောက်ဖို့ဆိုရင် Mission တို့မှာ passport ပေါ့နော် passport က Mission တို့မှာ billet passport ပေါ့နော် expire ဖြစ်နေတဲ့ passport အာဖြစ်လို့တော့မရဘူးပေါ့နော်မိတ်ဆွေတို့ password တက်တိုင်းရှိမယ်ဆိုအဲ့ password ထဲနဲ့မိတ်ဆွေတို့ရှောက်လို့ရတယ်ပေါ့နော်အဲ့တော့ TikTok က ID တစ်ခုပဲလိုအပ်တယ်ပေါ့နောက်တစ်ခုအနေနဲ့မိတ်ဆွေတို့မှာ PayPal account ပေါ့နော် PayPal account ချိတ်လိုက်တာနဲ့တမ်းပြီးတော့ရတယ်ပေါ့နော်အဲ့တော့ TikTok monetization ရောက်တာဒီ platform သုံးခုထဲမှာဆိုအလွယ်ဆုံးလို့ပြောလို့ရတယ်ဒါပေမဲ့အလွယ်ဆုံးဆိုပေမဲ့ပတ်ဆက်ရဖို့ဆိုရင်တော့အခက်ဆုံးလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ TikTok ကပတ်ဆက်ရဖို့တိတ်ပြောမလဲဘူးပေါ့နော်မိတ်ဆွေကညီမ content တင်မယ်ဆိုရင်အဲ့တော့တင်လိုက်တဲ့ဗီဒီယိုတိုင်း view တွေတိတ်ချီပေါ့နော်မီလီယံအထိပေါက်တယ်ဆိုရင်တော့အာ ူရဲ့ thread ဆို100ပြို့အတွက်လောက်ကူတယ်ပေါ့နော်အဒီ Facebook တို့ YouTube လောက်တော့တိတ်ပြီးတော့ပတ်ဆိုင်အဝင်မကျန်းပေါ့နော်သူက qualifying view တွေနဲ့တက်မှတ်ထားတယ်ပြီးတော့ for you တဲ့အနေမှာ for you တဲ့အနေမှာကြည့်တဲ့ message တို့ video က for you တဲ့ရောက်ပြီးတော့အဲ့ရနေကြည့်တဲ့ view မှာပတ်ဆိုင်ရတာပေါ့နော်ဒါပေမဲ့ तू ကတယောက်ကိုလည်းတစ်ခါပဲကြည့်လို့ရမယ်ပေါ့နော်မိတ်ဆွေ तू က video တစ်ပုဒ်ကို10မိနစ်တင်ပြရတယ်ပေါ့နော်အဲ့ဒီ video တစ်ပုဒ်က तू ကနားမလည်တော့နောက်တစ်ခါထပ်ကြည့်မယ်ဆိုရင်အဲ့ဒါ तू ကကောက်မလုပ်တော့ဘူးပေါ့နော် အဲဒါကြောင့်မို့မိတ်ဆွေတို့ TikTok monetization ဆောက်ဖို့တည်းဆိုရင် passport တစ်ခုပဲလိုအပ်တယ်ပေါ့နော်ဘဏ်အကောင့်တော့မိတ်ဆွေတို့ PayPal account ရှိရင်ရတယ်အဲ့တော့ဒီ YouTube တို့ YouTube တို့ဆိုရင်သူက verification code တွေပို့ပြရတယ်ဒါတွေကဆုတ်တယ်ပေါ့နော်တခါယူဒီလိပ်စာတွေမှားလာဖြစ်တဲ့အတွက်ကျွန်တော်ကြာမလာမှုရှိတယ်ကျွန်တော်ဆိုရင်2လလောက်နှစ်ခါတောင်းလိုက်ပေါ့နောက်ဆုံးတစ်ခါ3ခါမြောက်မှာပဲကျွန်တော်ကုတ်ကိုရတာပေါ့နော်အဲ့တော့ဒီ Facebook မှာဆိုရင်လည်းဒီတင်နံပါတ်တွေမရမရှိလို့တိုင်းပတ်နေတဲ့သူရှိတယ်။အဲ့တော့သူက Facebook Catalog ကိုကျင့်ကြတယ်ပေါ့နော်။ဒီ၃ခုထဲမှာ Facebook ကအစိုးဆုံးပေါ့နော်။ Okay ။ ဲ့တော့ဒါလေးမိတ်ဆွေတို့ဒီကူမဆပြီးတော့ဗီဒီယိုခရီတာလုပ်ပြီးတော့အာပစ္စတ်စာကျင်တဲ့သူတွေအတွက်ဒါလေးမျှော်ပြီးဖြစ်ပါတယ်